အကျိုးချစီတဲ့ကိုချစ်မြတ်လို့အားပေးနေကြတဲ့ brother ညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ခါးချောင်းပါစေလို့ဥစွာပြမနှုတ်ခွန်းဆက်သလိုက်ပါရစေ။ထုံးစံတိုင်းပဲကြော်ညာခဲ့ချစီတဲ့တွေကိုတက်ဆက်ပေးသွားမှာပါ။မနေ့ကလည်းဂျန်တက်ဖြစ်တယ်ဗျာ။ဘာဖြစ်လဲမသိဘူး။ကျွန်တော်အခုဒီဗီဒီယိုကိုရိုက်နေရဆိုလို့ရှင်ရင်9နာရီကျော်ဝင်းကျင်ပဲရှိသေးတယ်။ဒါပေမဲ့တကယ်တကယ်တင်လို့ရှင်2နာရီ3နာရီလောက်ကိုကြာနေတာပေါ့နော်။အဲ့ဒါဘာ error တက်နေလဲတော့ကျွန်တော်လည်းမသိဘူး။တခါလေအဲ့လိုတော့ဖြစ်တတ်တယ်။ဆိုတော့အဲ့အတွက်တော့ကျွန်တော်အနေနဲ့တစ်ချက်လောက်နားလေပေးကြပါလို့ဒီဗီဒီယိုမှာကျွန်တော်ရိုက်နေနေပဲထပ်ပြောခြင်းလေပေါ့နော်။ဘာဖြစ်ရှင်း2ရက်တုန်းကတော့တော်လေးအဆင်မပြေတော့ဖြစ်သွားတယ်။ Okay so မောင်စုသတင်းတပုတ်အနေနဲ့ကတော့ဒါကျွန်တော်ရဲ့အသင်းကောင်းဆောင်ကြီး Rejane ကအင်္ဂလန်အသင်းတွက်ခေါ်ယူခြင်းခံရတာပါ။အောင်းဒီအတိုင်းပဲအင်္ဂလန်ရဲ့နီးပြားက Thomas Tuchel ဖြစ်လာတဲ့အချိန်ဒါတစ်ချိန်ကသူ့ရဲ့တပည့်အရင်းကြီးဖြစ်တဲ့ Rejane ကိုအာဒီနိုင်ငံအသင်းတွက်ကစားပေးဖို့အတွက်ခေါ်တယ်။ခေါ်ဆွေးနေရမှာ Thomas Tuchel က Rejane နဲ့ပတ်သက်ပြီးတော့အာတကယ်ကိုယုံကြည်မှုအပြည့်ရှိနေပေါ့နော်တူကျဲမှတ်ချက်အရဆိုလို့ရှင်တော့ရီဂျိန်းနဲ့ပတ်သက်လို့ရှင်သူတို့ဟာ နှစ်ခါမက၃ခါလောက်ထိကိုစစ်ဆေးမှုတွေအများကြီးလုပ်ခဲ့တယ်။သူ့ရဲ့အသင်းမှာရှိတဲ့ medical team နဲ့လည်းကျွန်တော်တို့ check up တွေလုပ်ခဲ့သလိုထပ်ပြီးတော့လည်းတခြားသောစစ်ဆေးမှုတွေလည်းသူတို့ပြုလုပ်ထားတယ်ပေါ့နော်ဒီလိုမျိုးအစစ်အစစ်ပြုလုပ်မှုတွေလုပ်ပြီးတဲ့အချိန်မှာသူတို့ကောက်ချက်ချနိုင်တဲ့ regain ကိုသူ့အနေနဲ့သူ့ရဲ့ squad မှာအသုံးပြုလို့ရတယ်ဆိုတာသိကြပါတယ်ဆိုပြီးတော့တူခေကတော့ပြောသွားတယ်နောက်ပြီးတော့ regain ရဲ့လက်ရှိစွမ်းဆောင်ရေး regain ရဲ့ power regain ရဲ့ ability အရာ ဘာကြောင့်မကစားနိုင်ရမှာလဲပေါ့နော်ဒါကသူ့ရဲ့တပည့်ဟောင်းဖြစ်ခဲ့ဘူးသူ region နဲ့ပတ်သက်ပြီးသူရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းပေါ်မှာသူခေကတော့ပြောကြားလာခဲ့တာဖြစ်တယ်ဆိုတော့သူက ရီဂျိန်းကိုနှစ်သက်တဲ့ရီဂျိန်းဒီလည်းကောင်းကောင်းကစားပေးနိုင်သေးတယ်လီဒါရှစ်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ပါဝါကောင်းတဲ့ ability ရှိတဲ့ skill ရှိတဲ့ player တစ်ယောက်ဖြစ်တယ်လို့ DK ကတော့ချီးကျူးပြီးတော့သူ့ရဲ့ squad မှာပါဝင်မှုအတွက်လည်းတကယ်ကိုဟိုကျွန်တော် physical shoot down ရကြည့်မယ်ဆိုလို့ရှိရင်လည်းစစ်ဆေးမှုတွေအထက်ထပ်ပြုလုပ်ပြီးမှသူခေါ်ယူတာဖြစ်ပါတယ်လို့ပြောသွားတာပါဒါပေမဲ့ Chelsea ပြည်သက်တွေအတွက်ကတော့ဘာပဲပြောပြောပေါ့နော်ရီဂျိန်းကဒါဒဏ်ရာကြောင့်တော်တော်လေးကိုဒါကြကြနားယူရတဲ့ဇာသမားဖြစ်တာနဲ့အညီ ဒီနိုင်ငံပွဲစဉ်တွေမှာထပ်ပြီးဒဏ်ရာရမှာကိုတော့ဘယ်ကလပ်ပရိသတ်ကမှတော့မလိုလားဘူးပေါ့နော်ဆိုတော့ဒါတပိုင်းမှာ rejain နဲ့အတူ levile cowe tribal chalaba တို့ ਆ ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ခေါ်ယူခြင်းခံရတယ်လို့ကျွန်တော်တို့တင်းတွေအရသိရပါတယ်ဆိုတော့ tribal chalaba ကလည်း သူ့ရဲ့ခြေစွမ်းတွေကိုပြန်ပြီးအောင်သွေးနိုင်ပါစေလို့ပဲကျွန်တော်တောင်းဆုပြုပါရယ်တစ်ဖက်မှာတော့မနေ့ကစားခဲ့တဲ့ Europa Conference League ပွဲစဉ်မှာပြိတ္တတွေ Global ရွေးချယ်မှုအရဆိုလို့ရှိရင်တော့ Jubri Hawk ကကျွန်တော်တို့ဒီ50% attack နဲ့အပြတ်တတ်ပေါ့เนาะကျွန်တော် player of the match စုကိုရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကပွဲစဉ်မှာဆိုလို့ရှိရင်လည်း Jubri Hawk ရဲ့ကိုယ်နဲ့ပိုင်းစွတ်ဆောင်ရေးကိုယ်နဲ့ကနေတိုက်စစ်ပံ့ပိုးမှုအပိုင်းနဲ့ကိုယ်နဲ့တိုက်စစ် ခန့်စစ် balance ဖြစ်ဖြစ်နဲ့သူ့အနေနဲ့ဟိုတော်တော်လေးလောအောင်ကောင်းကောင်းနဲ့ကစားပေးနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်ဒီနေ့ထားမှာတကမ္ဘာလုံးမှာရှိတဲ့ Chelsea ပြိုင်သက်တွေရဲ့ voting ပေးရွေးချယ်မှုအရဒီစားသမားသည် play of the match ကိုရရှိခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒါတစ်ပိုင်းမှာတစ်ဖက်မှာတော့ Manchester United ရဲ့စိတ်ဝင်စားခြင်းခံရတဲ့ကစားသမားလေးကို Chelsea တင်းကခေါ်ယူလိုက်တဲ့သတင်းလေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ Sporting Lisbon ရဲ့အသက်၁၉နှစ်ရွယ်ကစားသမားလေး Giovanni ဟွန်ဒါဖြစ်ပါတယ်ဆိုတော့ Giovanni Honda ကိုချက်စီအသင်းကအော်ပေါင်တန်း40ဝင်းကျင်နဲ့ခွင့်ယူနိုင်ခဲ့တာလို့သိရတယ် ဒီဇာလမကိုမန်ချက်စတာယူနိုက်တက်အသင်းကအတော်လေးအလိုရှိနေတာဖြစ်ပြီးတော့တောက်လျှောက်ဆိုသလိုလဲထရကင်လုပ်ခဲ့ပေမဲ့ချက်စီသင်းဟာမန်ချက်စတာယူနိုက်တက်မတိလိုက်ခင်မှာကတည်းကဒီကစားသမားရဲ့တာဝန်ရှိသူတွေနောက်ပြီးတော့သူ့ရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့ Sporting Lisbon နဲ့ secretly meeting တွေထိုင်ခဲ့ပြီးသားဖြစ်တယ်လို့သိရတယ်ပေါ့နော်ချက်စီသင်းဟာဒီလူငယ်ကစားသမားလေးတို့အတွက်ဆိုလိုချင်တာကညှို့ဝှက်ပြီးတော့တိတ်တဆိတ်ဒါလှုပ်ဆောင်ခဲ့နေတာဖြစ်တယ်ဒါကို United မတိလိုက်ဘူးမတိလိုက် United ကတော့ officially သူစိတ်ဝင်စားမှုတွေပြတ်တာတယ်အဲကြိုးပမ်းနေချင်း င်းကတ်တယ်စောင့်ကြည့်တယ်လေ့လာတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ surprise ပေါ့နော်ဒါနာမည်ကျော်အားကစားသမားဖြစ်သူရိုမာနိုကိုရိုင်းကလည်းဒါ surprising ပဲဒါ Chelsea အနေနဲ့ဒီကစားသမားလေးကိုလက်မှတ်ထိုးခေါ်ယူခဲ့တာဖြစ်တယ်နော်ဘွားကနေခေါ်ယူခဲ့တာမျိုးဟိုးရှေ့မှာကလေးကသူဒီခြေတန်လုံးလုံးနဲ့ချက်စီတင်ကဒီစားသမားလေးအတွက်ကြိုးပမ်းနေကြတာဖြစ်တယ်လို့သိရတယ်။စားသမားကလက်ကျန်ရာဒီကုံထိတော့ကျွန်တော်တို့သူ့ရဲ့မိခင်ကလပ်အသင်းမှာပဲစက်ကစားမှာဖြစ်ပြီးတော့လာမယ့်2026ခုနှစ်မှာဆိုလို့ရှိရင်တော့ချက်စီတင်နဲ့တူဘူးပေါင်းမှာဖြစ်တယ်လို့သိရတယ်။ ဂျက်စီတင်ကကစားသမားလေးကို9နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီးတော့နောက်ထပ်2နှစ်သက်တမ်းတိုးနိုင်ခွင့်ရှိတဲ့ option ကိုပါထည့်သွင်းထားတာဖြစ်လို့စုစုပေါင်း10နှစ်လောက်သက်တမ်းရှိတဲ့စာချုပ်မျိုးနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားလေးက18နှစ်ဆိုတော့အသင်းကြီးနဲ့တော့ပေါင်းရအောင်မလားဆိုတာကတော့ကျွန်တော်မေးခွန်းထုတ်စရာရှိပေမဲ့ခေါ်ယူခဲ့တဲ့ပြောင်းရွှေ့ခြေကကျွန်တော်တို့မဝေးသောကာလကခိုးပံပါကိုခေါ်ယူခဲ့တဲ့ပြောင်းရွှေ့ခြေနဲ့တောင်မှနီးစပ်တယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့ပေါင်တန်း40ဆိုတဲ့ ဝင်းကျင်ရဲ့ခေါပရိတ်ကစားသမားလေးကိုချက်ရှိတဲ့အကောင်းဆုံးပုံစံတွေကိုထုတ်ယူနိုင်ပါစေလို့တောင်းဆိုပြုနေပဲဒီကနေ့ညာကင်းလေးအတွက်တင်ဆက်ပေးခြင်းတဲ့ချက်စီသတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာအများအားကျွန်တော်ချက်စီသတင်းတိကျတဲ့ချစ်စုနားဆင်နေခြင်းလဲဆိုရင်တော့ကျွန်တော်ရဲ့ CBDV YouTube Channel Blog Facebook Page ကို Like and Subscribe Like and Follow ပြုလုပ်ထားကြပြီးတော့တောင်းဆိုရင်လည်းအားလုံးပဲ See you next video ပါနော်